အားလုံးပဲမင်္ဂလာပါခင်ဗျာဆန်ရည်သူဆရာကြီးဝင်းရန်လင်းခေါင်ရေးသားတော့မြေမချိုးပေမဲ့ဘိုးပြန်တဲ့ငတေးလို့အမည်ရတဲ့ဝတ္ထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာ မြေမချိုးပေမဲ့မိုးပြန်တဲ့ငတေးကျွန်ုပ်တို့ရွာသူရွာသားများသည်ကံရီကိုသာတောက်တုံးကြရသည်ထို့ကြောင့်မိုးခေါင်တော့နေတကြံလက်စေးမိုးလည်းမရွာတကူးကဆုံလာများမှလည်းမိုးမရွာတော့နေဆိုလျင် ရာသူရသားများမှာရေအခက်ခဲနှင့်ကြုံကြရသည်ထိုအခါမြောင်းဟုခေါ်သော တောင်အောင်ဆန်းပေါင်းတစ်ခုကိုတူဖို့၍ရေတွင်ပြုတ်လုကြက သုံးရေတောက်ရေများကိုထိုရေတွင်မှပင်ခတ်သုံးကြရသည် ထိုရေတွင်မှာရွာနှင့်ရှေခြင်း15မိနစ်ခန့်ဝေး၏တောတန်းကလေးတစ်ခုကိုလည်းရေခတ်သွားသူတိုင်းဖြတ်သွားကြရသည်သို့တော်အင်ဂျီတရားနီးပါးရှိသောရွာသူရသားများအတွေ့ထိုရေတွင်တွင်မှရေသည် လောက်လောက်ငန်းကမရရှိကြပါထွာကရေကို အလဲကြတန်းစီဆောင်၍ခတ်ကြရသည်ဦးဆုံးရေတွင်သားရောက်လာသူသည်ရေတွင်နှုတ်ခမ်းသားတွင်စမ်းပေါက်ရေတွင်ထဲမှရေတအိုးစာကိုခတ်ယူရန်ရေအိုးကိုရှထားရသည်ထိုရေအိုးနောက်တွင်နောက်မှရောက်လာသူများကတန်းစီ၍ရေကိုအလဲကြဆောင်ခတ်ကြရလေသည်ဒီလိုနှင့်ရေရှားသောနှစ်တစ်နှစ်တွင် ဖြစ်သည်ရွာနှင့်အနီးအနားတွင် တခြားစမ်းပေါက်ရည်တွင် ဆိုရည်လေတတွင်မှမရှိရထိုးတတွင်လည်းသောစမ်းပေါက်ရည်တွင်၌ပင်ရွာသူရွာသားအလုံးတို့မှရေကိုစောင့်ခတ်နေကြရသည်ထိုးစမ်းပေါက်ရည်တွင်ရှိရာနေရာမှာတောင်ရှည်ရင်တောအောက်ဖြစ်သည့်ဖြင့်ကြာဝန်စသည်တာရဲတလိษံများလည်းပေါ်သည် လူတွေရေရှားသလိုစမ်းပြချောင်းပြနာရေခမ်းသွားသည်ဖြစ်ရာတခါတည်းရန်ရွာသူရွာသားများမှာ ရေခတ်သွားရင် ရေတောက်လာတော့ကြာဘုံတို့နဲ့လည်းတွေ့ရတတ်သည်ထို့ကြောင့်မိမများဆိုလျင် နေဆောင်ညချမ်း၌ဆိုင်းရည်တွင်တို့တူးကောင်းတယောက်ကောင်းမတွားရဲကြပဲ၃ယောက်တစု၄ယောက်တစုသာတွားရဲကြသည်ညာ၌မူရေခတ်သူနေသည်ဖြင့်ရေခတ်လက်မြန်မြန်ကြတတ်သည်ဖြင့်ယောက်ျားသားများကတော့ညာ၈နာရီ၉နာရီထိလည်းရေတွားခတ်လေရှိသည် ဒီလိုနဲ့ကဆုံလာဤလာမိုင်ညတညတွင်ဥကြပန်းအပါဝင် ကျွန်ုပ်တို့ရွာသားလေးငါရောက်သည် တောင်ရှည်ဆိုင်းရီပေါက်တွင်၌ရေဆောင်ခက်ရန်ညချင်းနိုင်လောက်တွင် ဖွေရလေးပါစကားပြောဆို၍ထိုင်ဆောင်နေကြသည်ထိုအချိန်မှာပင်သူတော်ငတိသည်စမ်းပေါက်ရေတွင်သားတို့ရောက်လာ၏ထိုအခါရေခက်ရန်စောင့်နေကြသူများတဲ့တွင် အသက်အရွယ်အကြီးဆုံးဖြစ်သူဥကြပန်းကဥသူတော်ဘလို့လာတယ်လဲဟု အလော30အံ့ဩတယ်လို့မေးလိုက်သည်အမှန်ကဦးကြပန်းမှာသူတော်ငတိနှင့်ငငယ်ကပင်ရံဖြစ်ဖက်တယောက်နှင့်တယောက်လည်းတစောင်းစင်းနှင့်မျက်ရှိပမာဖြစ်ကြလေဟာဦးသူတော်ဘဲကလာလဲဘဲကိုလာလဲဘာကိစ္စလာလဲဟိုမေးရမည်အစားအချိန်မတော်အခါမတော်တွားကျင်တာကို နာကျင်တာလားနေကျင်တယ်လို့နေနေတော့သူတော်ငတိကိုယခုလည်းအမြင်ကက်ကက်နဲ့ဦးသူတော် ဘလို့လာတလဲဟု စကားမှားပြီးမေးလိုက်မိ၏။ဤဒီကိုပင်သူတော်ငတိကလည်းအထာနာကောက်ကဘလို့လာရမလဲဗျ။မိုးပေါ်ကပြန်လာတာပေါ့ဟုခွာပြောလိုက်လေသည်။သူတော်ငတိနှင့်မတည့်သူဦးကြပန်းကလည်းသူစကားအမေးမှားသွားတော့သူကိုတတိမရပဲ။သူ့ကိုတက်တက်ခွာပြောသည်ဟုထင်ကဩမိုးပေါ်ကတော့ပြန်လာနိုင်ပြီဆိုတော့ခမရဇံရနေပြီပေါ့ယဟန္တာဖြစ်နေပြီပေါ့ဟုပြောလိုက်သည် ကျုပ်ကခမ ्या ကိုယဟန္တာဖြစ်နေပြီလို့ပြောသေးလို့လားဦးသူတော်ပဲမိုးဘော်ကပြန်လာတယ်ဆို ဟာ မိုးဘော်ပြန်နိုင်တိုင်းယဟန္တာဖြစ်ပြီလို့ခမ ्या ကိုဘသူကပြောလဲကျုပ်တို့ကြားဘူးတာကတော့ယဟန္တာဘေးမှာဇန်ပြန်နိုင်တယ်ဆိုဒါဆိုမိုးဘော်ပြန်နေတဲ့ငှက်တွေကယဟန္တာတွေလားအဲ့ဒါကငှက်ပဲဗျလူကမိုးဘော်ပြန်နိုင်တယ်ဆိုရင်ဇန်ရလို့ပေါ့ဇန်ရတာနဲ့ယဟန္တာဖြစ်တာနဲ့တခြားစီပဲ ခမရမသေးမရှင်းမှတ်တာမိုးပေါ်ပြန်ယုံတဲ့ယဟန္တာမဖြစ်ဘူးယဟန္တာအရှင်မြတ်များလည်းခမရတို့ကိုမိုးပေါ်မပြန်မပြဘူးယဟန္တာအရှင်သူတော်ကသာပြန်ပြနိုင်တယ်ဆိုတဲ့သဘောလားသူတော်ငတိဤစကားအဆုံးကိုပင်မဆောင်မယ်ဥကြပန်းကလည်းတမင်အရွက်တိုက်၍မေးလိုက်ဟုတ်တယ်ကျုပ်မိုးပေါ်ပြန်ပြနိုင်တယ်မိုးပေါ်ပြန်ပြတာဘာခတ်တာမှတ်လို့သူတော်ငတိကလည်းခတ်တည်တည်ပင် သူမိုးပေါ်ပြန်ပြနိုင်သည်ဟုပြောလိုက်လေ၏ထိုအခါမှာတော့စမ်းပေါက်တွင် ရေသာဆောင်ရခတ်နေကြသူ အလုံးကလမ်းမညထဲမှာသူတော်ငတိကိုဝိုင်းကြည့်လိုက်ကြ၏သူတို့ဝိုင်းကြည့်ကြပြီဆိုကြတဲ့ကကြည့်ကြရမည် သူတော်ငတိမှာသူတို့ရွာတွင်တာမကရွာနီးရှုပ်ဆက်တဝိုင်း၌ပင်ဈေးဝါမန္တရာအင်းအိုင်ခါလက်လက်ွယ်အစွမ်းထက်သူအဖြစ်အတိအမှတ်ပြုထားကြလျား ယခုလည်းသူပြောသလိုတကယ်များမိုးပေါ်ကပြန်လာပြီ။စံပေါက်ကိုရောက်လာလေသလားဟုထင်သွားကြလေပြီ။ထွာကဥကြပန်းကဥသူတော်ခမရတကယ်ပြန်ပြနိုင်သလား?ဟုထပ်မေးလိုက်။ပြန်နိုင်ပါလေဆို ခမရကိုကြုတ်ဘယ်နှခါပြောရမလဲ။ဒါဆိုခုဒီကအများရှိမှပြန်ပြလေ။အဲဒီလိုပြန်ပြပါဆိုနေတိုင်းအလက်ကတော့ကြုတ်ကဘယ်ပြန်ပြနိုင်မတော့။ ဒါဆိုခမရဘယ်လိုမှပြန်ပြမလဲကျုပ်ရေရှိုးပြီးမှပြန်ပြနိုင်မယ်ဦးသူတော်ကျုပ်တို့အချိန်ကုန်ခံပြီးစောက်ခတ်ထားတဲ့ရေကိုရှိုးကျင်တာနဲ့ခမရပောက်ခဲ့ရတော့မလုံနဲ့နော်ကျုပ်တို့မှလူတိုင်းထဘိုးတယောက်တချောင်းစီပါတယ်ဆိုတာသိတယ်မဟုတ်လားဦးကြပန်းကဧသူတော်မှာတခါတခါနားသူ့လိုကျင်တာထင်ရမြင်ရလို့ပြီးခတ်တီတီနဲ့ထွက်သွားတတ်ဒီကိုလည်းကြုံဘူးကြာဘူးထားလေရာ ယခုသူရေရှိုးကျင်တာနဲ့ကလီကမာပြောပြီးရေရှိုးသွားလျင်တော့ရေထန်းတပိုးနဲ့ဝိုင်းရိုက်ကြလိုက်ပြီဆိုဒီကိုတွယ်ဝ၍ပြောလိုက်။အောင်မလေးလေးရေရှိုးပြီးလို့မှကျုပ်မိုးပေါ်ပြန်မပြနိုင်ရင်ခမည်းတော်ကကျုပ်ကိုတပိုးနဲ့ဝိုင်းရိုက်ကြမယ်ဆိုတဲ့သဘောလားဟမ်ဦးကြပန်။ဒါဘောဗျ။ခမည်းရေရှိုးပြီးကျုပ်တို့ကိုယူသလိုပေါ်သလိုလှုပ်သွားတော့ကတော့ရိုက်ကိုရိုက်မယ်နော်။တကယ်ပြောတာ။မလှုပ်ပါနဲ့ကွာ။ မင်းမိုက်တယ်ဆိုတာငါသိပါတယ်ကြာပန်းရငါရေချိုးပြီးရင်မင်းတို့ကို ပြန်ကိုပြန်ပြပါမယ်ဦးသူတော်ခမရတကယ်ပြောတာနော်အိုးတကယ်ပါဆိုဒါပေမဲ့တခုတော့ရှိတယ်ကွဘာတခုလဲဦးကြပန်းကတူတော်ငတိမျက်နာကိုစစ်စစ်ကြည့်ပြီးခတ်ထန်တာမေးလိုက်ကျုံမိုးပေါ်ပြန်ပြတဲ့အတွက်ကျိုးရှိရှိတဲ့ပင်ဒီလိုမှမဟုတ်ရင်လည်း အချီလုံးဖြစ်ဖြစ်တခုခုတော့လိုတယ်ဗျပေါ်ပါလေဒီနွားကဘယ်နှတင်းကုတ်သွားอยู่อยู่နွားလန်ကြို့တော့နွားယုံနဲ့ရှိကြတာကြီးပဲမင်းရပါမိုးပေါ်ထိပြန်ပြမယ်ဆိုတာနွားလန်ကြို့နဲ့တော့ဖြစ်ပါမလားကွာကြာပန်းရဘာဖြစ်လို့လဲငါကမင်းတို့ကိုမိုးပေါ်ထိစုံလို့ပြန်ပြမှာနွားလန်ကြို့ကတုန်နေတော့မှာဘောကွာရှေရှေမှဖြစ်မယ်ဆိုပါတော့ ငါစိုးစိုးကပြောတာပဲအရှိလုံးဒါမှမဟုတ် ရှီခင်ဆိုတဲ့ရတယ်လေကွာကောင်းပြီမောင်လာတဲ့ငါချမ်းများတို့လည်းပြေးလိုက်ကွာမန်းငွေကငါကအရှိလုံးဆိုရင်တလုံးခဏငှားလိုက်ပါလို့ပြောဒါမှမဟုတ်သူတော်ပြောတယ်လို့ရှီခင်မဲ့ရရပေါ့ကွာတွားတွားတွားမြန်မြန်တွားသူပြောတယ်လို့မိုးပေါ်ပြမပြနိုင်ရင်ကတော့ဒီညဒီသူတော်နဲ့ငါနဲ့တွေ့မယ်ဦးကြပန်းက သူနဲ့တူရေခတ်လာကြတော့ဂျွာသား၄၅ယောက်နဲ့တူတူတော်သူမောင်တန်းလက်အားစမ်းရည်တွင်နေအနည်းဆုံးဖြစ်တော့ဦးရှမ်းမြဒေါ်ငွေကြည်တို့အိမ်ကိုအပ်ရှိလုံးဒါမှမဟုတ်ရှင်ငင်တခင်ခားရန်လွှတ်လိုက်လေသည်မောင်လာတန်းကလည်းထူးထူးဆန်းဆန်းသူတော်ငတိမိုးပေါ်ပြန်ပြမည်ဆိုသဖြင့်ချက်ချင်းပင်ဦးရှမ်းမြဒေါငွေကြည်တို့အိမ်ဘက်သို့ထပြေးသွားလိုက်လေသည်ဟေးဟိုကောင်ခဏနေဦး ။မောင်လာတန်းကိုသူတော်ငတိကနှမ်းခေါ်ထားသည်။ဦးသူတော်ခမရဘာပြောအောင်မလို့လဲ။ဦးကြပန်းကမယုံသင်ကလီတန်နဲ့မေးလိုက်။ဟိုအဲရှမ်းမြားတို့အိမ်သားတွေကိုကြုံမိုးပေါ်ပြန်ပြမလို့ရှင်ငင်အရှိတုံးလာငားတယ်ဆိုတာတော့မပြောလိုက်နဲ့နော်။အဲ့ဒါမှားမလို့ကွာ။ဟုတ်ကဲ့စိတ်ရှာပါဦးသူတော်ကျွန်တော်တခုခုအကြောင်းပြပြီးငားလာခဲ့ပါမယ်။ သူတော်ငတဲ့မိုးပေါ်ပြန်ပြမည်ဆိုဒီကိုအလွန်ကြည်ကျင်စိတ်ဆောနေသောမောင်လာတန်းလေးကဒီတကားသူတော်ငတဲ့အာ သူ့ဦးလေးဝင်မပြောမီသူကရှေးလန်းတုံ့၍လှမ်းပြောလာ၏အေးအေးရအောင်သာရှာလာခဲ့ကွာရှာများတို့အိမ်မှာမရှိရင်တင်အောင်တို့အိမ်မှာတော့ရှိမှာပဲဒီကောင်တွေကလဲတဲ့ຢာထဲမှာအိမ်နေပင်ဆောင်နေကြတာပဲဦးကြပန်းကလည်းသူ့တူကိုမရအရရှာလာရန်လှမ်းပြောလိုက်သည် ကဲကြာပန်းသူတော်ငတေကဥကြပန်းကို မထီတရီလေတန်နဲ့ခေါ်လိုက်လေဤပြောပါဥသူတော်ဟိုကောင်အတ်ရှိလုံးရှီခင်ရလာရင်မင်းဆွဲဆိုးချတိမ်မလို့လားသူတော်ခမရရည်တီရတာတော့မလုပ်နဲ့တော့လာတန်းကျိုးရလာတော့မှခမရရည်တီရတာလုပ်လို့ကတော့ဒီနေ့ကျုပ်တို့နဲ့တွေ့မင်းအဖငါရေချိုးအောင်မယ်ဆိုတဲ့ကိစ္စကရောအခုချိုးရမယ်လေ မင်းတို့ခတ်ထားတဲ့ရေအိုးကဘယ်နှလုံးရှိလို့လဲခမည်းကဘယ်နှလုံးတော့ရှိုးရင်လို့လဲငါပူအိုင်လုံးတို့ထွက်လာတာကွအနည်းဆုံး၄၅လုံးလောက်တော့ရှိုးမယ်ကွရပါတယ်ဦးသူတော်ကျွန်တော်တို့၃ဆိုင်ရေ၆လုံးတော့ရှိထားပြီဤစကားကိုတော့ဦးကြပန်းတို့နဲ့ရေအတူလာခတ်သူမောင်ဦးကဝင်ပြောလိုက်သည်ကဲကြပါဒါဆိုငါရေရှိုးမယ်ကွာ။ဟိုကောင်ပြန်လာရင်လည်းမင်းတို့ကိုမိုးပေါ်ပြန်ပြရအောင်မယ်ဆိုတော့ ဟုတ်တယ်လေဥသူတော်ဂတိပေးထားတဲ့အတိုင်းပြန်ပြရမှာပေါ့ကဲဒါဆိုရင်ရေလဲပိုင်းပေးကွာကျုပ်တော်မပါလာမိဘူးဗျမင်းတို့ထဲမှာဘသူတွေပါကြလဲကွကျွန်တော်မှပါပါတယ်ဦးလေးကာလာသားတယောက်ကချက်ချင်းထလာပြီဥသူတော်ကို ရေလဲပိုင်းပေးလိုက်လေဒီဒီမှာကြပါမိုးပေါ်ကြည့်ပြန်ပြမယ်အလို့ဆိုတာလွယ်လွယ်လေးတော့မထင်လိုက်ပါနဲ့ကွအဲ့ဒါနတ်နဲ့စုံနဲ့လောက်ရတဲ့အလို့ဆိုတော့ စီးနဲ့ကန်းနဲ့လောက်ရတယ်။ရေအိုးတွေကိုငါအနာလာချတဲ့အခါလက်များတို့မရဘူး။ဒီတော့မင်းတယောက်တည်းလက်နဲ့ပဲအိုးဆိုင်းတန်းတွေကရေအိုးအပြည့်တွေကိုငါအနာလာချပြီ။ဦးသူတော်ကသူ့ကိုပညာရှိနှိမ့်ဆက်နေဖြင့်တမင်ခိုင်းနေသလားဟုမကြေမနက်ဖြစ်လိုက်မိတော်လေ။သူတော်ငတိမိုးပေါ်ပြန်ပြမြေကိုကြည့်ကျင်နေတော့ဦးကြပါမှာ။သူတော်ငတိခိုင်းတယ်လို့ဆိုင်းထန်းတွေကရေအိုး၆လုံးကို သူတော်ငတိရှိရာသို့ပို့ပေးလိုက်လေသည်ဆိုင်းရဲတွင်အောက်ဘက်ကြီးကြောက်တုံးပေါ်တွင် သူတော်ငတိသည်စိန်ပြေနှပြေပင်ကြီးတွန်းလာရေရှိုးလိုက်လုံနေသည် သူတော်ငတိရေရှိုးနေစဉ်တွင်ရှီခင်အချီလိုအရှာသွားသော မောင်လာအတန်းလေးပြန်ရောက်လာသည်ဘယ်နဲ့လဲကွရခဲ့တယ်မဟုတ်လားရှီခင်ပဲရခဲ့တယ်ဦးလေအချီတုံးကတော့ရွာကအိမ်မှာပဲရှိတယ်လို့ပြောတယ်ဦးကြပန်းအမေကိုမောင်လာတန်းကပြန်ပြောလိုက် ဥသူတော်ဖြစ်တယ်မဟုတ်လားဘာဖြစ်တာလဲသူတော်ငတိမှာသူ့အာယုံနဲ့သူရေချိုးနေတဲ့ဖြင့်မောင်လာသားနဲ့ဦးကြပန်းတို့ပြောနေကြသည်ကိုမကြားလိုက်၍လားတမင်ပဲလားတော့မသိဘာဖြစ်တာလဲဟုပြန်မေးလိုက်ဘာဖြစ်ရမလဲအခုအချိန်ခင်ရလာပြီဆိုတာ ဖြစ်လားတော့မေးတာဗျတကယ်ချင်းမင်းအတန်ကလည်းထန်လာကြီးလားကွထန်တာမပြောနဲ့လေချိန်ခင်ရလာပြီမှခမရဦးကြောင်ကြောင်လုံးမှာဆိုလို့ပြောတာ မင်းတို့တဘိုးလေးငါလက်ကိုငါကြောက်ပါနဲ့ကြာပန်းရမလုံရဲပါဘူးအခုရှိခင်းနဲ့ရလာပြီဆိုတော့မင်းတို့ကငါတကယ်မိုးပေါ်ပြန်ပြမှာပါဦးကြပန်းစိတ်ထဲမှာသူတော်ငတိအတန်ပြောင်းသွားသလားထင်လိုက်ရတဲ့ဖြင့်သူတော်ငတိအားဘာမှပြန်မပြောတော့ဘဲသူတော်ငတိရေရှိုးနေသည်ကိုသာစွစွဆိုင်ဆိုင်ငြိကြည့်နေသည်အမှန်ကတော့ဦးကြပန်းတယောက်ထဲတာမဟုတ်ဦးကြပန်းနဲ့ရေအတူလာခတ်ကြသူ၄ယောက်စလုံးက လာမိုင်းညနဲ့ရေရှိုးနေသောသူတော်ငယ်တွေကိုဝိုင်းကြည့်နေကြသည်လာမိုင်းညာဟုဆိုတော်လဲစမ်းရည်တွင်အနောက်ဘက်နှင့်တောင်ဘက်မြောက်ဘက်တို့မှလေကွင်းကြီးဖြစ်သည့်အပြင်မိုးပေါ်ကကြယ်ရောင်များလည်းရှိရာသူတို့နှင့်သုံးလံခန့်အကွာရှိကြောက်တုံးပေါ်တွင်ရေရှိုးနေသောသူတော်ငယ်တွေကို ကောင်းစွာမြင်ကြရသည်ရေရှိုးပြီး၍သူ၏အဝိဖြူသူတော်ဝိဆောင်ကို ဝဲလိုက်သောအခါအမောင်ထဲမှသူတော်ငယ်တွေမှာ ပို၍ပင်ဖြူဖြူကြီးမြင်ရလေတော့သည်ကဲတငယ်ချင်းကိုကြပန်း၏ပူအိုက်နေတဲ့ကျုပ်ရဲ့32ကောအေးမြသွားရတယ်လို့ကို့တငယ်ချင်းနဲ့ရေလူရတော့အကျိုးကြောင့်ရေလူအေးလို့အပြန်မှာ လမ်းဘေးခလုတ်တိုက်ပါစီဗျာဥသူတော်ခမရရေချိုးပြီးသွားတာနဲ့ယူတယ်လို့ပေါ့တယ်လို့ရောက်လောက်လာပြန်ပြီလားရေချိုးပြီးရင်ခမရပြောကျုပ်လို့ကျုပ်တိပါတယ်ဗျာရေချိုးပြီးရင်ခမရတို့ကို မိုးပေါ်ပြန်ပြရမယ်မဟုတ်လားဗမာလဲရှီခင်ပေးသူတို့အနာကို၆လာပြီးရှီခင်ပေးဆိုတဲ့ဖြင့်ဦးကြပန်းကသူ့လက်ထဲကင်ထားသောရှီခင်ကိုသူတော်ငတိစီလှမ့်ပေးလိုက်သည်ခမည်းတော်ရှီခင်ကလည်းအပင်ကြည့်လာကြည်လားဘိုင်းငင်ထားတဲ့လက်ရှီခင်ပဲဗျဆက်ရှီမှမဟုတ်တာဒီတော့တော့ရှီလုံးကြည့်မှာပေါ့ဦးကြပန်းကသူတော်ငတိကိုဘိုင်းရှီခင်ဖြစ်ကြောင်းပြန်ပြောလိုက်ရပါတယ်ရပါတယ် ရရင်လောက်တော့နေကွာခမရတို့ငါးယောက်စလုံးကြုတ်တားထားတဲ့စီးရှိကိုတော့ဘသူမှမကြော်ရဘူးနော်စိတ်ချပါဥသူတော်ဤစကားကိုတော့ဥကြပန်းအဖော်များက ပြောလိုက်ကြသည်ကဲကောင်းပြီဒီအချိန်ကစပြီခမရတို့ဗဇက်တွေကိုပိတ်ထားလိုက်ကြတော့သူတော်မိုးပေါ်ပြန်သွားပြီဗျဘာဘာညာညာဘသူမှမပြော့ရမအော်ရဘူးနော်တိတ်တိတ်ဆိတ်ဆိတ်ပဲကြည်နေကြ ဟုတ်ကဲ့ပါခမရ ဦးကြပန်းကမူယခုအခါဘာစကားမှမပြောတော့ပဲသူတော်ငတိလျှောက်လုံးနေသူကသာစူးစား၍ကြည်နေလေ၏သူတော်ငတိသည်သူတို့မတ်တက်ရက်နေကြတော့ရှေ့ကိုလာပြီးရှီခင်မရှီကိုပြေကစီတာသည်ပြီးတော့တပတ်ရှီစကိုဦးကြပန်းအားကင်ထားပါဟုပြောပြီးတယောက်ပြီးတယောက်ရှီစကိုကင်ခိုင်းထားသည်ထို့နောက်သူစောစောကရေရှိုးသွားသည်ဦးကြပန်းတို့နှင့်လေးငါးလမ်းမြဝေးသောနေရာသို့ ရှင်မြင်းစကိုဆွဲယူသွားသည်ပြီးတော့မှရှင်ခင်ကိုကြောက်တုံးပေါ်ချပြီးရှင်မြင်းစကိုကိုင်လာကြည့်နေကြဘသူမှစကားမပြောရဘူးနော်စီးပေါက်ရင်ခမည်းတော်အလုံးဒုက္ခရောက်သွားမယ်ဟုပြောကရှင်စကိုကိုင်ဆွဲဖြေယူသွားသည်ကဲသူတော်ငတဲ့မိုးပေါ်ပြန့်ပြီကြည့်ကြကြည့်ကြဟုပြောကရှင်စကိုကိုင်ဆွဲပြီးဦးကြပန်းတို့နဲ့ဝေးရာလေကွင်းဘက်ဆွဲယူသွားသည် ။လာမိုင်းညပင်ဖြစ်တော်လဲလေကွင်းပြင်ကြီးဖြစ်နေသည့်အပြင်ကြေယောင်တွေကလည်းရှိနေလျာ။သူတော်ငတိဤဝိယောပြုကြီးကို အတိုင်းသားမြင်နေရသည်။လေညာကကျွတ်တက်လွတ်လိုက်သောဆုံတော်ကောင်လိုသူတော်ငတိသည်တဖြည်းဖြည်းနှင့်တကယ်ပင်မိုးပေါ်မြောက်တက်သွားသည်။ထိုအခါသူတော်ငတိကပါဇက်ပိတ်ထားကြ။စကားမပြောရဘူးဟုစောစောကပြောထားတော်လဲ။လူတွေမှာဟင်ဟာဟုပင်အတန်တွေထွက်သွားကြ၏။ လာမညဖြစ်တဲ့ဖြင့်မျက်နှာကိုယ်သာမိသူမိဘဟုမခံမနိုင်ကြတော့လေတူတော်ငတိဤဝိယုံဖြူခြင်းနှင့်အတူတူတော်ငတိသည်ဦးကြဘန်းတို့နှင့်ဝေးသွားနေလေမိုးပေါ်အမြင့်ကိုလွင့်တက်သွားနေလေဖြစ်နေသည်ကိုဦးကြဘန်းတို့၅ယောက်စလုံးအထင်းသားမြင်နေကြရလေသည်ဦးကြဘန်းတို့မှာတန်တော်နှင့်မတ်တက်ရငေးမောကြည့်နေကြရင်တူတော်ငတိကတဖြည်းဖြည်းဝေးပြီးမြင့်တက်သွားနေလေရာဆယ်မိနစ်ပင်မကြာ အမြင့်တို့ရောက်ပြီး တဖြည်းဖြည်းသေးသွားက မိုးပေါ်၌ပင်သူတော်ငတိပြောက်ွယ်သွားလေသည်သို့တော်သူတော်ငတိသည် မိုးပေါ်ကဘလိုများပြန့်စင်းလာမည်နည်းဘယ်နေရာကများပြန့်ပေါ်လာမည်နည်းဟုဦးကျပန်းတို့မှတအံ့တအောနှင့် မိုးပေါ်ကိုပင် အသက်ရှူရမတတ်ငေးကြည့်ကမြင့်တက်မိပြီးမော့ကြည့်နေကြသည် ထိုအချိန်မှာပင်ညာဦးကနှစ်တိုးကြီးတစ်ကောင်တို့သွား၍တချိန်လုံးလိုက်ဖမ်းနေကြရသောဦးထုံးညိုတို့တားဖားမှာ အိမ်ကိုညာ၈နာရီကျော်မှပြန်ရောက်လာကြရ။ယခုကဆိုင်းနဲတဘောကိုစီနဲ့ရေခက်ရန်ဦးကြပန်းတို့လူတိုက်ကြီးရာဆန်းတွင်းနာတို့ရောက်လာကြသည်။လာမိုင်းညပြတဲ့ဖြင့်မျက်နာတွေကိုတဲတဲကွဲကွဲမမြင်ရတော့နဲ့။ဆန်းတွင်းနာအမောင်ထဲတွင် လူ၅ယောက်မတ်တက်ရက်နေကြသည်ကိုလှမ်းမြင်လိုက်ရတော့အခါဘသူတွေလဲပြို့ဆန်းတွင်းနဲ့ရေရောရှိသေးရလားဟုဦးထွန်းညိုကလှမ်းမေးလိုက်သည်။ ။ဦးထုံးညို့အတန်ကိုမှတ်မိလိုက်တော့ဦးကြတန်းကလည်းဦးထုံးညို့လားဗျ။ဟုတ်ပြန်မေးလိုက်။အေးကွာဂျာပန်။မင်းတို့ရေမရကြဘူးလား။ငါမှကွာဒီညနေကမှနတိုးကြီးလွတ်သွားလို့လိုက်ဖမ်းနေရတာနဲ့အခုမှရေလာချိုးရတော့တယ်ဟုတ်ပြောပြီ။ဦးကြပန်းတို့အနာကိုတားဖနေအောင်ဆိုင်းတန်းတဘိုးကိုစီနဲ့ရောက်လာကြသည်။ဦးကြပန်းနဲ့ဦးထွန်းညိုကသာ စကားပြောနေကြတော့လေယခုအချိန်ထိ မိုးပေါ်ဝေးဝေးကုန်မူလှမ်းကြည့်မပြတ်ဖြစ်နေသေး၏အမှန်ကဦးကြပန်းတယောက်ထဲသာမဟုတ်ဦးကြပန်းနှင့်ရေလာခတ်နေကြသူအလုံးကသူတော်ငတိမိုးပေါ်ပြန်တက်ပြီးကြောက်ွယ်သွားရဘက်ကသာငေးမောကြည့်ရှုနေကြတော့ပင်တီတီကိုသူတို့အနာရောက်လာတော့ဦးထိုးညိုကဟာကြပန်းရမင်းတို့မိုးပေါ်ဘက်မော့ပြီးဘာတွေကြည့်နေကြတာလဲဟုမေးလိုက် ျုပ်တို့အကြောင်းကဥသူတော်မိုးပေါ်ပြတ်တက်သွားလို့ဗျဟုခါတိုင်းဆိုလျင်သူ့ကိုရ၌သူတော်ငတေးဟုသာ ပြောနေကြဥကြပန်းသည်ဤတစ်ချိန်မှာတော့အံ့ဖွယ်တရေမိုးပေါ်ပြန်တက်သွားတော့သူတော်ငတေးကိုယခုထိကြောက်ရွံ့နေ၍လားမသိသူတကုံလုံးလဲကြက်သိမ်းမွေးချင်းထကမခေါ်စဘူးမပြောဘူးဥသူတော်ဟုလေးလေးစားစားပြောလိုက်ပေါက်တက်ကြရဥကြပန်းဤစကားကိုယခုမှ စမ်းရည်တွင်သာရောက်လာသူဦးထိုးညိုကဆိုသည် ပေါက်တက်ကြရမဟုတ်ဘူးပါကြီးဦးသူတော်ကျွန်တော်တို့မျက်စိချင်းမောက်ပါတယ်စောတကောင်တို့မိုးပေါ်ပြန်တက်သွားတာဗျစောစောကရှီခင်သွားယူပေးရသူမောင်လာတန်းကလည်းဦးကြပန်းစကားကိုထောက်ခံ၍ပြော၏တော်စမ်းပါကွာအလကတော်မှာတောင်းမှာညာကြီးမင်းကြီးပေါက်တက်ကြရလူငယ်တယောက်ဖြစ်သူမောင်လာတန်းကိုဦးထိုးညိုက အော်လိုက်ပြန်သည်ဦးကြပန်းကမူ ရင်းနေကတုံကရင်ဖြစ်ကကုတ္တတိအံဩမဆုံးဖြစ်ပြီးငိုင်းတိငိုင်းတိုင်ဖြစ်နေသည်ထို့ကြောင့်လူငယ်တယောက်ဖြစ်သူတင်မောင်မြင့်က အဖိုးညို ကျွန်တော်တို့တကယ်ပြောနေကြတာနော် အဖိုးမယုံရင်ဒီမှာတွေ့လားဥသူတော်ဆွန်နှကောင်တို့မိုးပေါ်ပြန်တက်သွားတဲ့ဆွန်ကျိုးခတ်လိုက်တဲ့ကောင်ကလေးတွေအခုလေးတင်မဲ့သူတော်ငတိကိုငါလမ်းမှာတွေ့ခဲ့ပါကလားဟင်တကယ်လားဥထုံးညိုငင်းငင်းငန်ငန်တန်တော်ကြီးဖြစ်နေတော့ နှုတ်ဆက်နေသောဦးကြပန်းစီမှယခုတော့ပို၍အံ့ဩသွားသလိုစကားတန်ထွက်လာသည်။အိုးမင်းကလည်းလမ်းမှာကုလေးတွေမဲ့တွေ့လိုက်တော့ဦးသူတော်ဘဲကပြန်လာတယ်လဲနေတော့ပူအိုင်လုံးလိုစမ်းပေါက်တဲ့ရေသွားချိုးတာကျောင်းတကာရဲ့လို့တာငါ့ကိုပြောသွားသေးတယ်။ဟင်ဒါဆိုဘလို့ပါလဲ။ဟုတ်ရေရွံ့လိုက်ကြကဦးကြပန်းတို့အဖွဲနဲ့ဦးထွန်းညိုတို့တားအဖမှာ အကြောင်းချင်းရာကို သူတို့ကိုတွေ့အပြန်အလှန်ပြောပြကြသည်သို့တော်တယောက်စကားကိုတယောက်အယုံတဝက်ယုံတဝက်ဖြစ်ကရေခက်ပြီးအပြန်တွင် သူတော်ငတိဆုနှကောင်တို့ကျိုးစားကိုကင်ပြီးဘိုးဘော်ပြန်တက်သွားတော့ထိုကျိုးစားကိုလိုက်ကင်ပြီးရွာဘက်ပြန်လာရာလေခွင်းအဆုံးသက်သာမှာဘိုင်းရှိခင်နှင့်ကျိုးစားတို့အဆုံးကို အထွေးလိုက်တွေ့ကြရလေသည်ထို့ထက်အံ့ဩမဆုံးသည်မှာ သူတို့ရေခတ်ရလန်းအပြန်ရွာဝင်လမ်းမှာဖုံးတော်ကြီးចောင်းသားကဖြတ်သွားကြရလျာသူတို့ចောင်းသားအရောက်မှာသူတော်ငယ်တွေသည်ចောင်းဝင်နေဇင်းကြံឆောက်နေသည်ကိုတွေ့ကြရသောအခါအိုးကြပန်းလိုလားဗျရေခတ်ပြန်လာကြတာထင်နေဟုလှမ်းနှုတ်ဆက်လိုက်သောကြောင့်ဖြစ်လေသည် စာကျွင်သူတော်ငယ်တွေမိုးပေါ်ပြန်ပြသွားသောနီလမှာမြမမျက်လက်ပညာစစ်စစ်ဖြစ်ပါသည် ။ဤနည်းကိုလွန်ခဲ့သောနှစ်ပေါင်း100ကျော်ခန့်ကမြန်မာညီနောင်မျက်လက်အဖွဲ့ကြီးနှင့်နေတလုံးမျက်လက်အဖွဲ့တို့ကမျက်လက်ပညာခန်းတွေအကုန်ပြပြီးတွင်ပွဲသိမ်းအဖြစ်ကျုပ်တို့မျက်လက်အဖွဲ့နဲ့အတူရာတွေနဲ့မိုးပေါ်မှာစစ်တိုက်ကြဖို့ရှိသေးတယ်ဟုဥပဒေမြင်လို့ပြောကအချီစ조사ကိုကင်ပြီးမျက်လက်အဖွဲ့သားများအားလုံးအထောက်အပိုးတွေကိုစီနှင့်မိုးပေါ်တက်ပြသွားကြသောမြမမျက်လက်ပညာရက်ဖြစ်ပါသည် လွန်ခဲ့သောနှစ်ပေါင်း40ကျော်ခန့်က24နိုင်ငံ မျက်လက်ပြိုင်ပွဲကြီးနိုင်ခြေတစိတ်3-4ခုရလာသောမျက်လက်ဆရာကြီးပန္နဝသည်ဤနည်းကိုရကြည့်ရန်အပတ်တကုတ်ကြိုးစားခဲ့သည်သည်သို့တော်ဆရာကြီးသည်ကွယ်လွန်သွားသည့်အထိဤမြမမျက်လက်ပညာစစ်စစ်ဖြစ်သောမိုးပေါ်ပြန်ပြသည့်ပြကွက်ကိုမပြသနိုင်ခဲ့ပေထိုမြမမျက်လက်ပညာစစ်စစ်များပြောက်ွယ်တိမ်ကောသွားသည်မှာဝမ်းနဲ့နှမျောเสียရပင်ဖြစ်တော်သည် ဟုတ်ကဲ့ပါခင်ဗျာ။ဆန်ရည်သူဆရာကြီးဝင်းရန်လင်းခေါင်ရေးသားတော်မေမချိုးပင်မဲ့မိုးပြန်တဲ့ငတေးလို့အမည်ရတဲ့ဝိတုတော်လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာ။အချိန်ပေးပြီးဝင်ရောက်နှားစဉ်အဖြစ်ပေးခဲ့ကြသူညီကောင်မောင်နှမများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ။ကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေ့ကြပါစေခင်ဗျာ။